ဒီပူပီရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။တရုတ်အစိုးရရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကောင်စီနဲ့တအန်းအမျိုးသားလူမျိုးရေးထက်မတော် TNL တို့အော်တိုဘာလ28ရက်နေ့နဲ့28ရက်နေ့နရက်တာတွဲဆုံညှိနှိုင်းပြီးနှစ်ဖက်အပြည့်အခက်ရက်စေးလိုက်တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီအနေနဲ့တရားလဲထိန်းချုပ်ဒေသတွေကိုလေကြောင်းနဲ့ပုံကျေးတာစစ်ကြောင်းထိုးတာကိုရပ်တန့်ရမှာဖြစ်ပြီးတရားအလေးကတော့မိုးကုန်းနဲ့မိုးမိတ်မျိုးကနေစုတ်ခေါ်ဖို့အတွက်နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ဖော်ပြပါတယ် ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင်မြမနေဆက်အနာမှာအခုရပိုင်းအတွင်းထိုင်းစစ်တပ်နဲ့မွေးရစေဝါတေဆောင်တဲ့အဖွဲ့တို့ပြစ်ခတ်မှုနှကြိမ်ဖြစ်ပေါ်ခဲ့ပြီးမွေးရစေတေဆောင်တဲ့အဖွဲ့က9ယောက်တေဆုံးကစိတ်ကြော့ဆေးပြားစုစုပေါင်း9တန်း2သိန်းဖမ်းဆီးရမည်လို့မေဆိုင်ပရက်ထိုင်းသတင်းမှာဖော်ပြပါတယ်စစ်တပ်အားသာတင်ထားတဲ့9နှစ်တာကာလအတွင်းမှာခီးသောလုပ်ငန်း90ရာခိုင်နှုန်းသာလေးပတ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံခီးသောလုပ်ငန်းရှင်များအသင်းကပြောပါတယ်။ ဒီဘူဘီရဲ့နောက်ဆုံးရသတင်းတွေကိုဒီဘူဘီ TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရဲ့ရှင်။